တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ7ရက်ကနေ14ရက်နေ့အတော်တွင်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ရှင်မန်းချက်တည်လက်တွေ့ကောင်းထဲပြောပြီးအောင်မြင်လိမ့်မယ်မေတ္တာရေးစမ်းပွင့်မယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရလိမ့်မယ် အမျိုးသမီးမိတ်ဆွေကြီးကဲဒူးထံကနေကောင်းသောအချိုးအခွင့်အလမ်းကောင်းကိုရရှိခြင်းနဲ့အစဉ်ပြေခြင်းခံကြမှာကိုကြောင်းမယ်။အခက်ခဲတွေကိုပြေလျောင်ဖြစ်ရှင်းနိုင်လိမ့်မယ်။ကျမကြီးအနေငယ်ခြူကြမယ်အနေရောမရှိဘူး။သွားနာသွားကြိုက်ဖြစ်မယ်။နောက်ခီးကိစ္စသွားနာမှုကိစ္စတွေမှာလည်းအစဉ်ပြေမှုအောင်မြင်မှုလေးတွေနဲ့ကံမြမမှုလေးတွေကတော့တစင်ပြီးတစင်ဖြစ်ထွန်းသွားမယ်။တည့်ရနေရတော့ကိုယ့်အတွက်အရာရာစဉ်ပြေသောကံကြမ္မာလွှမ်းမိုးတယ် အဲ့9ရက်နေမှာခရီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်မယ်10ရက်နေမှာငွေစုလိုက်ဝင်မယ်လက်ပွင့်မယ်စီးပွားကံဒုက္ခကံတို့တက်မယ်17ရက်နေကတော့ကစုံနာမြင်နေဖြစ်နေတော့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေလုပ်ရင်စင်ပြေတယ်9ရက်ကံချမာမာတဲ့အိမ်ဒီမှာထူးခြားတဲ့ပြောင်းလဲလေးတွေရှိနေမယ်17ရက်နေမှာအလုံးစုံကံကောင်းခြင်းနဲ့တိုးတက်ခြင်းကံတွေရှိတယ် ချက်ချင်းဆုံးဖြတ်ပြီးရှေ့သို့လုတာလေးချိုးပြေးတယ်။ဆက်သောရက်နေ့မှာရံပတိဘက်ကတွေနဲ့ထိတဲ့ရင်ဆိုင်ပြီးအလိုဆန္ဒပြည့်စုံမှုနဲ့အောင်မြင်မှုကိုရရှိနိုင်တယ်။ဆက်လေးရက်နေ့မှာအသွါလာနေထိုင်ကြည့်ဆက်ရမယ်မတော်တဆထိခိုက်မှုအနေလေးတွေဖြစ်တတ်တယ်။မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြမှာအသွါလာကြည့်ဆက်ရမယ်။အရှိရကုန်တည်သွားစဉ် အန္တရာယ်ဖြစ်တတ်တာလေးတွေကိုဂရုစိုက်ရမှာဖြစ်ပါတယ်။တပတ်တကာလအတော်တွင်မှာတနင်္လာနေ့သောကြာနေ့ငါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ဇာသပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နံပါတ်36ကိုကနန်းနေ့အကျိုးပေးတယ်။အပြာရောင်ပန်းရောင်ညရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါဒီကလအတွင်း ကဆုံလာပြည့်နေ့မှာညောင်ရည်သွန်းခြင်းနှင့်တကွအခြားသောကုသိုလ်ကောင်းမှုတွေကိုလုပ်ပြီးအလိုရှိရာဆန္ဒပြုပါထူးခြားစွာ ကောင်းခြင်းကံတွေရကြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ရင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ၈ရက်နေ့ကနေ၁၄ရက်နေ့အတွင်းကာလမှာ ရှင်ပြိုင်မှုမှသမျှအောင်မြင်မယ် ိုးကြတဲ့ကံကောင်းခြင်းတိုးတက်ခြင်းနဲ့ရှင်မန်းချက်အောင်မြင်ခြင်းတွေကိုကြုံတွေ့ရမယ်။ကိုယ်ပိုင်ဆုံးဖြတ်ခြင်းနဲ့လောကန်ခြင်းရဲ့နှစ်သာရကိုရမယ်။ငွေကြေးကံ၊လုပ်ငန်းကံ၊စီးပွားကံ၊ဘဝကံသုံးစုံရဲ့ကောင်းသောတက်လန်းပေါ်ခြင်းအလိုရှိရာပြည့်စုံခြင်းနဲ့ဘဝအောင်မြင်ခြင်းတွေကိုအထင်ရှားရရှိမယ်။ရှင်းရနေ့မှာအလုတ်ကိစ္စတွေဆောင်ရွက်သမျှအောင်မြင်မယ်။ငွေတော့အဖတ်မတင်။ကိုယ့်ရဲ့နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောရမယ်။ရန်များမယ်တိုက်ခံများမယ်။ဆယ်ရက်နေ့မှာ မိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြတ်ခြင်းရှိမယ်။စတ္တယနေ့အရာရာဆင်ပြေသောကံကြမ္မာရှိမယ်။အဲ့ဒီမှာလာပြည့်နေ့ကစုံလာပြည့်နေ့ဖြစ်တဲ့မြင့်မြတ်တဲ့နေ့ဖြစ်စရာလျော့စွာကောင်းသောကိစ္စတွေဆောင်ရွက်၍မွန်မြတ်သောအကြောင်းအရာရဲ့အနစ်သာရရမယ်။လူဒါနပြုပါကုသိုလ်ကောင်းမှုပြုပါ။စတ္တယနေ့မှာတော့အလုံးစုံကောင်းသောနေထိုင်နဲ့ကံမြတ်လာမယ်။ရပိုင်ခွေနေ့လဲဝဲပြန်ရမယ်။၁၃ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြည်လောကဘဝတန်လန်းကိုဖန်တီးရမယ်။ 14ရက်နေ့မှာတော့အသွာလန်နေထိုင်ကူးဆက်ရမယ်။မတော်တဆထိခိုက်မှုအနေကိုအထူးပြုကူးဆက်ရမယ်။အရှိရကုန်တည်သွားစရာနေဖြစ်တတ်တယ်။မနေ့ခုနိုင်ခွဲနဲ့ကိုးနိုင်တွင်သွာလန်နေထိုင်သတိထားပါနေမယ်။ဒီကလအတော်တွင်မှာတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။ တလေးကိုကနံချိုးပေးတဲ့အညိုရောင်ပြားရောင်နုနေရောင်တို့ကိုဝစ်စင်သောဆွဲပြီးလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။အနီရောင်နှင်းစီဖွင့်ဖျားကတ်လူပူဇော်ပြီးလိုရာဆူတောင်းမှဆူတောင်းပြေပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနေမွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မေလ10ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာရန်တိုက်ခန့်နေနဲ့ထိတ်တိုက်တွေ့မယ်။စီစဉ်တာတစ်မျိုးလက်တွေတစ်မျိုးကြုံမယ်။ဥတီကျဲ့ လမ်းကြောင်းတွေမှာအတန်းစီအပိဆိုးအနောက်ဆက်တွေနဲ့ကြုံမယ်စိတ်ရှိသီးခံပြီးဖြတ်သားရမယ်ရံပတိဘက်ကနေနဲ့အမြဲကြုံတတ်တဲ့ဆက်ပစ္စည်းလျှက်ဆက်ပစ္စည်းဒီချိန်မဝယ်နဲ့အဝယ်မှားတတ်တဲ့ဒီချိန်မှာငွေကြေးများစွာရင်းနှီးမြှုပ်နှံမှုကိုလည်းမပြုတ်နဲ့စိတ်နှောင်ရှက်တွေရှိတတ်တဲ့ဆေးရည်ရရံပတိဘက်ကနေရင်ဆိုင်ပြီးမှလို့ရှိရပြည့်စုံမယ်ကိုယ့်ရည်ရအရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်တယ်ဆယ်ရည်မှာခီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်မယ် စတဲ့ရနေမှာငွေရေးချေးကန်ကောင်းမဲ့လက်ပွင့်မဲ့လိုရာပြည့်စုံမဲ့အဲ့ဒီကလာပြည့်နေကစုံလာပြည့်နေဖြစ်တဲ့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေဆောင်ရွက်ရင်လည်းဆင်းပြေမဲ့စတဲ့ရနေမှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကံရဲ့အနှစ်သာရကိုကြုံမဲ့ဆက်သုံးရနေမှာပဋိပက္ခတွေကြားရဖြတ်သန်းရမယ်ဆက်လေးရနေမှာမတော်တဆအနေကျူးဆန့်ရမယ်ရန်တိုက်ခတ်နေတဲ့လဲထိတိုက်တွေ့တတ်တဲ့ရှေ့ရကုန်တီသွားစရာအနေဖြစ်တတ်တဲ့မနေ့ခုနှစ်နိုင်ခွဲနဲ့၉နိုင်အတွက်သွာလာနေတိုင်း အထူးပြုကူးဆက်ရပါလိမ့်မယ်။ကြာသပတေးနေ့၊သောကြာနေ့၊စနေနေ့၊မွေးသူတွေကောင်းချိုးပေးတဲ့၊အင်္ဂါနေ့ဗုဒ္ဓနေ့၊မွေးသူတွေဒုက္ခပေးတတ်တယ်။၅၉၄ကဏ္ဍနေ့ချိုးပေးတယ်။အနီရောင်ချက်သွင်းရောင်ပန်းရောင်တို့ကိုသုံးပြီးလိုရှိရာကိစ္စများဆောင်ရွက်ပါ။အရင်ဒီဘာမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစံလူဒါနပြုပါကျေးဇူးတင်ပါတယ်။ဇာသပတိနေမွေသွားလုံးမင်္ဂလာပါ။ 2025မေလ8ရက်ကနေ14ရက်နေ့အတွင်းမှာအပြောင်းလဲတွေရှိတယ်။ကြီးမားချက်သစ်တွေအောင်မြင်မယ်။ငွေရေးကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုဆင်ပြေမယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်။အကြီးကဲကျန်းမာရေးချူကြမယ်။နေရာပြောင်းရွှေ့ရှိတယ်။လမ်းသစ်ထွေပြီးလုပ်ကင်တာကြိုးပေးမယ်။ပေါ်ပေါက်လာတဲ့ခွင့်ရေးတွေအခုအတွက်ကောင်းသောခွင့်ရေးတွေဖြစ်တယ်။နေရာတော့ကောင်းသောကံနဲ့တိုးတက်ခြင်းတွေလွှမ်းမိုးတယ်။ ကိုရဲ့နေ့မှာရန်အားလုံးကိုကြော်ပြီးအစဉ်ပြေမယ်ငွေကြေးလက်လာပါရေးရကောင်းမယ်။ဆယ်ရဲ့နေ့မှာရန်များမယ်မနာသူသူပေါ်မယ်အရာရာတိုက်ခတ်များမယ်။ဆယ်တရနေ့ကတော့ထူးခြားသောကံဖွင့်ခြင်းလိုရာပြည့်စုံခြင်းရှိမယ်။အဲ့ဒီကကဆုံလာပြည့်နေတဲ့တိုက်ဆိုင်ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကုသိုလ်ကောင်းမှုများဆောင်ရွက်ပါ။ဆယ်နေ့နေ့မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ်။အခက်အခဲတွေဖြေရှင်းနိုင်တယ်။ ်ဆက်သောရက်နေ့မှာငွေကြေးခံကောင်းမယ်လက်ဖွင့်မယ်အလိုပြည့်စုံမယ်ဆက်လေးရက်နေ့မှာရှင်ပြန်မှုမှန်သမျှအမြင်ခြင်းနဲ့ဘဝတိုးတက်မှုရှိမယ်မတော်တဆထိခိုက်မှန်နေရကိုတော့ကယူဆိုင်ရမယ်အသွားလာနေတိုင်းကယူဆိုင်ရမယ်အရှိရကိုတည်သွားစေနေဖြစ်တတ်တယ်မနဲ့ခရနိုင်ခွဲနဲ့ကိုးနိုင်တွင်အသွားလာနေတိုင်းကယူဆိုင်ရမှာဖြစ်ပါတယ်ကြာသာပရင်းနေဗုဒ္ဓနဲ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ် တနည်းငွေတင်းနယ်လာပွေသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံဒီနဲ့အကျိုးပေးတယ်။အစေးရောင်ပြာရောင်မိခိုးရောင်တို့ကိုဝက်ပြီးလိုရာကိစ္စများရှေ့တိုးဆောင်ရွက်ရဲ့အစဉ်ပြေမှုကိုကြုံနိုင်ပါတယ်။ဒီကာလအတွင်းအနည်းပါးမှရှိတဲ့ဘုန်းကြီးเจ้าမှာစံလူဒါနာပြုပါ။ယေရှုတည်ပါတယ်။